ာဆင်နယ်ပြစ်မှတ်ရိုကယ်ရက်စ်ကိုကြားပြတ်ခေါ်ယူဖို့ပြင်ဆင်နေတဲ့လီဗာပူးဘောလုံးကျသူများအတွက်ကျွန်မတို့ရဲ့ဝမ်မီလီယံချန်နယ်လေးကပြန်လည်ကြိုဆိုပါတယ်ဒီမှာဘူးသိန်းကတိုက်စစ်မှုတာဝန်နှုန်းနဲ့ဆင်ရမှာအစားထိုးဖို့အတွက်စပိုရင်းလစ်ဘွန်သိန်းရဲ့တိုက်စစ်မှုဖီတာရိုကယ်ရက်စ်ကိုပြစ်မှတ်ထားနေပြီးတော့အာဆင်နယ်သိန်းရဲ့အပြောင်းရွှေ့အစီအစဉ်ကိုကြားဖြတ်နောက်ဆက်ကခေါ်ယူသွားဖို့စီစဉ်နေရလို့သတင်းဌာနထွက်ပေါ်လာခဲ့ပါတယ်။2022ခုနှစ်မှာဘင်ဖီကာအသင်းကနေလီဗာပူးကိုရောက်ရှိလာခဲ့တဲ့နူနက်စ်ကအသင်းမှာခြေစွမ်းအတက်ကျများနေခဲ့ပြီးတော့ မျောလင်းစရာခြေစွမ်းပြနိုင်ခဲ့တဲ့အခိုက်အတန့်တွေရှိခဲ့ပေမဲ့ဂိုးပေါင်းရှိမှခြေစွမ်းမတည်ငြိမ်မှုတွေကသူ့ရဲ့အနာဂတ်ကိုအရေးမိထိုးခဲ့ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလအပြောင်းရွှေ့ကာလမှာအင်နာစာအသင်းကသူ့ကိုခေါ်ယူဖို့ကြိုးပမ်းခဲ့မှုပေမဲ့လက်ရှိမှာတော့နာပိုလီအသင်းကယူရိုတန်း90ပေါင်43တန်ဝန်းကျင်နဲ့ခေါ်ယူဖို့အလားအလာအကောင်းဆုံးဖြစ်နေရပါတယ်။ဒီပြအာနက်စတောကနူနက်စ်ထွက်ခွာသွားပါကဖြစ်ပေါ်လာမယ့်လိဟာမှုကိုအမြန်ဆုံးဖြေတင်းလို့နေပါတယ်။ပေါ်တူဂီသတင်းစာကူရိုတာမာညာရဲ့ဖော်ပြချက်အရ ။လီဗာပူးကအာဆနယ်ရဲ့ကြိုးမတ်မှုကိုကြားပြတ်နှောက်ယှက်ပြီးရိုဂန်ရက်စ်ကိုခေါ်ယူဖို့ပြင်ဆင်နေတာပါ။ရိုဂန်ရက်စ်ကနူးနက်စ်နေရာကိုအစားထိုးဖို့အတွက်လီဗာပူးရဲ့ထိတ်တန့်ပြစ်မှတ်ဖြစ်လာခဲ့ပြီးအသင်းထောက်ဝင်ရှိသူတွေကအသက်26နှစ်အရွယ်တိုက်စစ်မှုရဲ့အတိအကျတောင်းဆိုမဲ့ပြောင်းရွှေ့ခြင်းကိုစုံစမ်းဖို့အတွက်ဂျာကန်လူတွေကိုတာဝန်ပေးထားပြီးဖြစ်ပါတယ်။သူရဲ့စာချုပ်ပါရော့ချင်းငွေကယူရိုတန်း60ပေါင်68တန်းရှိတယ်လို့ယုံကြည်ရပါတယ်။ ရိုဂန်ရက်စ်ကပြီးခဲ့တဲ့ရာသီကဥရောပရဲ့ထိပ်တန်းကိုသွင်းရှင်နေတဲ့ကသူ့အဖြစ်ထူးချွန်ပြောင်မြောက်တဲ့ခြေစွမ်းပြခဲ့ပြီးတဲ့နောက်ဒီနွေရာသီမှာအသင်းရနေထွက်ခွာလို့ကြောင်းစပွန်လစ်စပွန်တင်ကိုအသိပေးထားပြီးသားဖြစ်ပါတယ်လန်ဒန်လောရသက်တပတ်တွေတွင်မှာအာဆင်နယ်တင်းကသူ့ကိုခေါ်ယူဖို့ဥဆောင်နေခဲ့ပေမယ့်လီဗာပူးကတော့သူ့ရဲ့ပြိုင်ဘက်ကိုအနိုင်ယူပြီးဒီတိုက်စစ်မှုရဖို့အတွက်အလေးနက်ထားကြိုးပမ်းလာဖို့ရှိနေပါတယ်။ Rogers က Manchester United မှာရောက်ရှိနေတဲ့သူ့ရဲ့ sporting နီးပြဟောင်း Ruben Morin နဲ့ပြန်ပြီးတော့လက်တွဲဖို့ကမ်းလှမ်းချက်ကိုတော့ညှင်းပယ်ထားပြီးသူ့ရဲ့အနာဂတ်ကိုတည်တည်ကြာကြာစဉ်းစားထားပါတယ်။ Nunes ပြင် Colombia တောင်ပံကစားသမား Luis Diaz ကလည်း Liverpool ကနေထွက်ခွာမဲ့သတင်းတွေနဲ့ဆက်ဆက်နေပါတယ်။ Barcelona တင်းဟာသူ့ရဲ့အခြေအနေကိုအနည်းကစောင့်ကြည့်နေပြီးခေါ်ယူဖို့အလွန်စိတ်ဝင်စားနေတယ်လို့ဖော်ပြခံထားပါတယ်။ တကယ်လို့ဒီကစားသမားနှစ်ဦးရဲ့ရောင်းချမှုတွေအောင်မြင်ခဲ့မယ်ဆိုရင်ဘရီတန်ရဲ့အပြောင်းရွှေ့စံချိန်ကိုချိုးဖောက်ပြီး Florian West ကိုခေါ်ယူထားပြီးဖြစ်တဲ့ Liverpool အတွက်နောက်ထပ်ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့လိုအပ်တဲ့ရမုံငွေတွေအစင်းသိမ်းဖြစ်နေမှာပါ။ကိုသွင်းဆိုင်ရဲ့မြန်မာတဲ့ Rogan Rex ကိုခေါ်ယူရဲကမကြခင်မှာ AV အသင်းရဲ့ဦးစားပေးကိစ္စတစ်ခုဖြစ်လာနိုင်ပါတယ်။